အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်တရင်ဌာနကနေသတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တရုတ်ဤအနေရများလာသော ကစားပွဲစစ်အုပ်စုသည်ဘီကျင်းမှညွန်ကြချက်အတိုင်း၎င်းတို့အကျိုးစီးပွားကိုကောက်ွယ်ပေးရန်နှင့်ဝင်ဝေရရရကြောင်းလည်းဖြစ်နေသည်ကတကြောင်းယခုအခါလက်နက်ကိုင်းများဒရုန်းများစစ်သင်းပေါ်များစက်တပ်ပါရာဂလိုက်တာများနဲ့ဂျင်းနီစီမံကိန်းများရှိရာလက်ပတောင်းတောင်နဲ့ ကျေးစင်တောင်တပ်ထုတွင်များရှိရာစုပြုံရောက်ရှိလာကြပြီဖြစ်သည်မြန်မာစစ်တပ်သည်တရုတ်၏မျက်နှာသာအဖိခတ်ရဖို့အတွက်ကြမ်းကျင်နိုင်ကြံရမ်းကျင်နိုင်ရန်ဖို့ဖွင့်မလေးကြတော့လက်နက်ကင်စစ်သားများကလည်းရွာများကိုမီးရှို့လူရက်လေချောင်းမှပြစ်ခတ်တိုက်ခိုက်ခြင်းဖြင့်နေမည်များကိုရှင်းပေးနေကြသည်မြန်မာဝက်စနဲ့အစီအစဉ်ခန်းစာအရ2022ခုနှစ်နဲ့2023ခုနှစ်တွင်ကြေးရွာပေါင်း22ရွာကိုမိတင်ရှုခဲ့ပြီးဖြစ်သည်ဟုသိရသည်ထို့အတွက်တရုတ်ကုမ္ပဏီဝန်ပေါင်းသည် ညနေရကို34.81ရိုင်းကီလိုမီတာအထိချဲ့ထွင်လာနိုင်ခဲ့သည်။စကိုင်းတိုင်းအတွင်းရှိတတိယမြောက်တကောင်းတောင်ကြီးကတထုတွင်အားအမျိုးသားညီညွတ်ရေးအစိုးရတပ်များကထိန်းချုပ်ထားနိုင်ခဲ့သည်။တရုတ်ပြည်အနာသိမ့်ပြီးချိန်ကစ၍ယခုတည်းယင်းနှမြုံနယ်လာခဲ့သည်မှာဒေါ်လာတန်930အထိရှိလာပြီဖြစ်သည်။ဒေသခံများကလည်းဘေးလွတ်ရာတရုတ်ပိုက်လိုင်းကြီးများအနီးတွင်ခိုးလုံနေကြပြီဖြစ်သည်။ပပလဲတွင်မိုင်းများချထား၍တိခိုက်သိကျမှုများရှိလာနေသည်။ ထိုပိုက်လိုင်းကြီးများသည်ရန်ပြေကျော်နှင့်မဒီကျုံတို့မှသွေတန်းလာခြင်းဖြစ်ပြီးပထမတစ်ခုသည်အရမန်ပင်လယ်ရှိတဘာဝတက်ငွေများတည်ဆောင်ပေးပြီးဒုတိယပိုက်လိုင်းသည်အရှေ့အလယ်ပိုင်းနှင့်အာဖရိကမှရေနံစိမ်းများပို့ဆောင်ပေးနေသည်တီယိုဘက်ကခီးရှေမိုင်ပေါင်1200ခန့်တက်တာသွားတော့လေစေအုပ်စုအဖို့ကနိုင်ငံတွင်ရှိလျှက်စစ်တပ်အားလုံလုံလောက်လောက်မရရှိသည်လူတို့ဤရှုံချလောင်ပြောင်စရာဖြစ်နေခဲ့သည်တရုတ်တို့ကဓာငွေပိုက်လိုင်းတစ်လျှောက်စက္ကန်းလေးခုဖွင့်ပြီး20ရာခိုင်နှုန်းကိုမြန်မာအားထုတ်ပေးနေသည်ဟုသိရသည် အဆိုပါပိုင်လိုက်များသည့်တရုတ်မြန်မာစီးပွားရေးစင်ကြံလမ်းမစီမံကိန်း၏တစိမ့်တစ်ပိုင်းဖြစ်ပြီးရှီချင်းပင်ကပင်၎င်း၏ရပ်ဝန်းနှင့်လမ်းစီမံကိန်းအတွက်ဦးစားပေးများစွာတေကထိတ်တန့်ဦးစားပေးဟုဝင်ပြောဆိုထားပြီးဖြစ်သည်ဤဒီကပင်၎င်း၏မြန်မာတနိုင်ငံလုံးကိုမြည်သို့ကင်ွယ်ရမည်အပေါ်သဘောထားလမ်းညွှန်ချက်တရက်ဖြစ်လာသည်။သို့သောတရုတ်မှအပေါ်ထက်အဆောက်အုံများကိုအသားတွေကလောက်ထွက်သည့်စစ်အုပ်စုကိုအားပြုပြီးမြမမြေပေါ်တွင်တိုးချဲ့နေမှုသည်၎င်းတို့အတွက်အနာဂတ်တွင်ရင်မအေးစရာဖြစ်လာသည်။ အကဲ၍ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီးအမေရိကန်နှင့်ဆစ်ဖြစ်လာပြီးဆိုကာထိုးပိုက်လိုက်ညသည်အမေရိကန်လေတပ်၏ပထမဆုံးတိုက်ခိုက်ချေမှုန်ခြင်းကိုမလွဲမသွေခံရတော့မည်ဖြစ်သည်လောလောဆယ်တွင်တရုတ်တို့ကမထည့်ရမကန်ရက်စရာပစ္စည်းတစ်ခုတစ်ပွဲသဘောထားနေတော့လေထိုးပိုက်လိုက်များဖြတ်တန်းရသည်ဂျီရင်းစစ်မေကြီးအရှိန်တကြီးကြီးတောက်လောင်ရဒေသဖြစ်နေသည်တရုတ်သည်စစ်အုပ်စုအားဒေါ်လာတန်250ဘုခန့်စစ်လက်နက်များရောင်းချပေးခဲ့ပြီး ဖြစ်တော့လေ၎င်းတို့ဖြစ်စေခြင်းတလို့ထိခိုက်မှုမရှိဖြစ်နေ၍၎င်းတို့အကျိုးစီးပွားကာကွယ်ရန်လုံခြုံရေးအကြောင်းပြကတက်သားများဆေလွတ်ပေးရသည့်အထိရုပ်ပြစင်ပြက်ဖြစ်လာနေသည်တရုတ်တို့မြမမြေပေါ်သို့ထိုးထိုးကျူးလွန်လာနေမှုအတွက်လူမှုမှပိုက်လိုင်းများကိုဖောက်ခွဲပြစ်ရန်အထိဒေါသတကြီးတောင်းဆိုလာနေသည့်အတွက်တော်လန်ရေးအုပ်စုများကထိန်းသိမ်းသိမ်းသိမ်းကင်တွယ်နေရသည်ဤဒီကိုရိပ်စားမိသောဘီဂျင်းသည်လည်းစေအုပ်စုအားအကာအကွယ်ပေးရန်ပြောလာပြီးယူနန်ရှိလက်ခွဲများမှတဆင်ဒရုန်းနှင့်ထောင်လိုင်းရင်းနည်းပညာများလူတလောက်ပံ့ပိုးပေးလာနေသည် ရခိုင်ပြည်နယ်တွင်တော့ပိုက်လိုင်းအားတနည်းအားမှလွယ်၍ကြံအပိုင်းများကိုအရကတက်တော်မှထိန်းချုပ်ထားပြီးဖြစ်နေသည်။ပိုက်လိုင်းများမှဓာတ်ငွေခွဲရန်ပေးနေသည့် off-take စခန်းများအားလည်းဒေါ်လာရေးတညာကသိမ်းယူထားပြီးဖြစ်သည်။တရုတ်ကောင်းဆောင်များအဖို့အိမ်မပျော်စားမဝေရတတ်မအေးစရာဖြစ်နေသည်။၎င်းတို့၏အနာဂတ်စည်ရေးရည်မှန်းချက်များအတွက်ထောက်ပံ့ရည်လမ်းကြောင်းများသည်ပြီးသူများခံမှန်း၍မရသောဒေါ်လာရေးတညာ၏လက်ဝယ်တွင်ရှိနေပါလားဆိုသည့်အတွေးများကြောင့်ပင်ဖြစ်သည်။တရုတ်ကွန်မြူနတီပါတီသည် မြန်မာနိုင်ငံအတွင်မတည်ငြိမ်မှုများကိုစစ်အုပ်စုမှကင်ခွင်နိုင်လိမ့်မည်ဟုရှော့ထွက်ခဲ့ရမှာချင်းတယ်လို့ဖြစ်မလာပဲမခံမနိုင်သည့်အရှုပ်အထွေးများကြာရောက်လာနေပြီဖြစ်သည်ကိုကန့်ဒီတာတွင်လည်းကိုမွေးသည့်မြောက်ကိုပြန်ချောက်ခံရပြီးအွန်လိုင်းငွေလိမ်ကိုင်းများဝင်းကြီးဝင်းငယ်နှင့် လောက်ကင်တွင်ထွက်ပေါ်လာခဲ့သည့်နမူနာများလည်းရှိနေသည်ရှင်းနေတွင်ပင်၎င်းတို့နေဆက်လုံခြုံရေးအတွက်စစ်အုပ်စုကဲ့သို့ပင်လက်သက်မွေးထားရသည့် မိမိသားစုဝင်အလုံးကိုတည်တံ့ပေးလိုက်ပြီးဖြစ်သည်။ထိုအရေးကိုဖြည့်ရှင်းရန်နှင့် online ငွေလိမ်ကိုင်းများ၏ကြံ့ရပါဖြစ်နေသောစေအုပ်စုအားသင်ငန်းစာပေးရန် MNDAA ကိုမီးစိမ့်ပြလာသည်။ MNDAA သည်လည်းအခွင့်ကောင်းယူကာညီနောင်သုံးဖော်မဟာမိတ်အဖွဲ့နှင့်အတူလာရှိုးအထိတက်သိမ်းပစ်ခဲ့သည်။စေအုပ်စုပြိုလဲတော်မူအကြောင်းကြောင့်တရုတ်တို့ချိန်မကန်ပြီးလက်မကန်ပြီးဖြစ်လာက MNDAA ခေါင်းဆောင်ကိုပြန်ပေးစွင့်ချက်လီပြက်စနစ်နှင့်အကုန်ပိတ်ဆို့ကာလာရှိုးကိုပြန်ပေးရသည့်အထိအကြက်ကင်ခဲ့သည်။ တရုတ်အစိုးရသည်မြင်အောင်လိုက်အားနိုင်ငံအကြီးအကဲအဖြစ်အသိမှတ်လည်းမပြုဒန်းတူရီတို့လည်းမဆက်ဆံခြင်းသို့သောအခြေမလားဖြစ်လာနေသည့်ကိုမြင်တွေ့လာရ၍2024နိုဝင်ဘာလတွင်မဲခေါင်အစီအွေလာတက်ဆိုကပြည်ဝင်ခွင့်ပေးလာခဲ့သည်စေအုပ်စုအားအရေးရှင်မရှိမှန်သိတော်လဲအာနာရှင်များဖြစ်၍လည်းတော်လန်ရေအုပ်စုများထက်ပို၍အသုံးဝင်မှန်းကျုံနံဟိုင်းအိမ်တော်ရှိအာနာရှင်များကသဘောပေါက်လာကြပြီလဲဖြစ်သည်ကချင်လွတ်လပ်ရေးတပ်မတော်ကိုလည်းရှားပါမြေသားတပ်ထုနှင့်ပတ်သက်ပြီးထိုနည်းအတိုင်းပိတ်ဆို့အကြက်ကင်လာကြသည် ထို့သောကချင်တို့ကအလျှော့မပေး၍ဆွေးနွေးရဖို့အထိဖြစ်လာခဲ့သည်တရုတ်သည်ထို့သို့အခြေအနေများကြားမှမြန်မာနိုင်ငံတွင်ရေအားလျက်စစ်စီမံကိန်းခုနှစ်ခုအတွက်ဒေါ်လာဘီလီယံ20၎င်းတို့80ရာခိုင်နှုန်းပိုင်ထားသည့်6ဖြူရေနှက်စိတ်ကံအတွက်ဒေါ်လာ9.3ဘီလီယံထည့်ဝင်ထားပြန်သည်မြေထားလန်ဖောက်လုပ်ရေးစီမံကိန်းအတွက်ဒေါ်လာ8.9ဘီလီယံမြှုပ်နှံဖို့ရှိနေသည်လက်ရှိတွင်မြန်မာသည်အချုပ်ချာအနာပိုင်သီလာဟုမိစရာဖြစ်လာသည်တရုတ်အစိုးရထံသို့ဒေါ်လာဘီလီယံပေါင်များစွာအကြွေးတင်နေသည် မြန်မာရှိနိုင်ငံရေးသမားများလည်းအထုတ်လိုက်ခွဲ၍ကွန်မြူနစ်ပါတီဗဟိုသင်တန်းကြောင့်တွင်သဘောတရားရေးသင်တန်းတက်နေရသည်။ကံယူရန်ရေးတက်စခန်းသည်လည်းတရုတ်ရေးတက်စစ်သင်္ဘောများချစ်ကြည်ရေးဆိုကဝင်ကျင်တိုင်းဝင်ထွက်ချင်တိုင်းထွက်နေကြပြီဖြစ်သည်။လက်ရှိတွင်အပြည့်အခက်ရက်စက်ရေးအမကူတော့ပဲတရုတ်သည်ရွေးကောက်ပွဲလှုပ်ခိုင်းလာသည်။စေအုပ်စုလှုပ်ပေးမဲ့ရွေးကောက်ပွဲဆိုသည်ကလည်းတရုတ်တို့နားလည်လွယ်သည့်အတိုက်ခံမရှိသောရွေးကောက်ပွဲမျိုးဖြစ်သည်။ တရုတ်တို့စီမံနေသည်ကတရားဝင်အစိုးရပုံစံအယောင်ချဲ့ပေးပြီးကံမကောင်အကြောင်းမလားဖြစ်နေရှာသည့်မင်းအောင်လိုက်ကိုဖေရှားနိုင်ရန်ကြံစီနေခြင်းဖြစ်သည်၎င်းတို့၏ဝင်ရောက်ဆွတ်ဖတ်မှုကြောင့်ဖြည့်ရှင်းရန်ခက်ခဲလာသောပြဿနာကိုပိုမိုရှုပ်ထွေးလာတော်မူဖြစ်သည်ပြည်သူတို့၏တရားတော်စစ်မုတ်ချအောင်ရမည်မိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးရွှေလန်းချမ်းမြေကြပါစေရှင်။